Hello မင်္ဂလာပါဒီနေ့အတွက်မင်းခွန်လေးကတော့ပေးထားတဲ့ဂိမ်းတွေရဲ့ဆက်ခွဲဂိမ်းကိုချန်ရမယ်เนาะအဲ့တော့ဒီမင်းခွန်လေးကိုမတွက်ခင်မှာကလေးတို့တည်ထားမဲ့အချက်လေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဆက်ခွဲဂိမ်းဆိုတာဘလိုဂိမ်းကိုပြောတာလဲကလေးတို့သိနေရမယ်ပြီးတော့ဆက်ခွဲဂိမ်းကိုဘလိုရှာရတာလဲသိနေရမယ်เนาะအရင်ဆုံးစဉ်းစားကြည့်ပါဦးဆက်ခွဲဂိမ်းလေးတွေဆိုတာဘလိုဂိမ်းကိုပြောတာလဲအရင်ဆုံးစိတ်ထဲမှာစဉ်းစားကြည့်เนาะပြီးရင်ဒီ channel နဲ့အတူတူတွက်ပါမယ် โอเคဒါဆိုရင်ဒီချက်ပြောပြမယ်စခွဲကိန်းနေဆိုတာဘယ်လိုမျိုးကိန်းကိုပြောတာလဲဆိုရင်ခြေတို့ကဒီ၄ရက်စခွဲကိန်းကိုရှာမယ်ဆိုရင်ခြေတို့နှစ်မျိုးရှာလို့ရတယ်အဲ့တော့အရင်ဆုံးဒီချေတို့က၄ရက်စခွဲကိန်းကိုလိုချင်နေဆိုရင်တစ်ကနေ၄အထိအရင်ဆုံးယူရမယ်။ပြီးရင်သူတို့နှစ်ခုကြားထဲမှာရှိတဲ့ဂိန်းတွေအကုန်လုံးကိုကလေးတို့ကသိနေရမှာ။ Maybe ဒီချေတို့ငါးကအဲငါးရက်စတိုးကိန်းလို့ပြောချင်နေဆိုတစ်ကနေငါသူတို့နှစ်ခုကြားထဲမှာရှိတဲ့ဂိန်းတွေသိရမယ်။ ဒီကိလို့တာဒီချေက16ရက်စခွဲကိန်းကိုရှာကျင်နေဆိုရင်တက်ကနေ16တိသူတို့ဂျာထဲမှာရှိတဲ့ကိန်းနီအကုန်လုံးကိုသိနေရမယ်အခုဒီမှာ4ရက်စခွဲကိန်းဆိုတော့လွယ်လွယ်လေးပဲလေနော်ချေကအရင်ဆုံးတက်ကနေဘယ်တိစဉ်းစားမလဲဆိုရင်၄တိစဉ်းစားမယ်သူတို့ရဲ့ဂျာထဲမှာရှိတာနှစ်နဲ့သုံးပေါ့ဒါဆိုရင်ဒီကိန်းလေးတွေအားလုံးနဲ့ဒီချေက၄ကိုတွားစားရမယ်ဒီမှာကြည့်ပါအောင်ဒီချေ၄အစားတက်၄ကိုချေတက်နဲ့စားနိုင်အပြတ်စားနိုင်တယ်လေနော်တက်လေးလေးဆိုတော့ဟောရီတက်လေးကို၄ရက်စခွဲကိန်းလို့သတ်မှတ်တယ် ဒါဆိုရင်ဒီချဲကလေးကိုနှစ်နဲ့စားကြည့်မယ်နော်။ဒါဆိုရင်နှစ်နဲ့လေးလေးဆိုလဲစားလို့ပြတ်တယ်။ဒါဆိုရင်နှစ်ကလည်းလေးရဲ့စခွဲခြင်းပဲ။ဒါဆိုရင်တုံးနဲ့စားရင်မပြတ်တော့ဘူးအကျွင်းကြံတယ်လေးနော်။ဒါဆိုရင်တုံးကလေးရဲ့စခွဲခြင်းဟုတ်လား။ဟုတ်တယ်နော်။တုံးကလေးရဲ့စခွဲခြင်းဟုတ်သေးလား။မဟုတ်တော့ဘူးနော်။ဘာလို့လဲဆိုတော့စားလို့မပြတ်ဘူးလေးနော်။ဒါဆိုလေးကိုလေးနဲ့စားရင်ဟောပြတ်တယ်နော်ဒါဆိုရင်စဉ်းစားကြည့်ပါအောင်ဒါဆိုရင်ဒီမှာ၄ရက်ဆခွဲကင်းနေဆိုတကယ်လို့ရလာပြီ၁ရက်၂ရက်၄ရက် လေးရဆောက်ခွဲကင်းက၃ခုရှိတယ်။ဒါကဆောက်ခွဲကင်းရှာတဲ့ပထမနီလန်းလေး။တကယ်လို့ဒါကလေးတို့ကဒီနီလန်းလေးကတော့တော်တော်ကြာမှာလေးနော်။အဲ့လိုမစင်စားချင်ဘူးဆိုရင်ကလေးတို့ကမြောက်လက်လေးရတဲ့ကင်းသွဲလေးတွေနဲ့စင်စားလို့ရတယ်။ဒါလေးရပိုလွယ်တယ်နော်။ဒီချေတော့ဒီနီလန်းလေးကိုသုံးဖို့အတွက် recommend လုပ်တယ်။အော်ဒီမှာမြောက်လက်လေးရစီတဲ့အတွဲလေးတွေဆိုတာဘာတွေဖြစ်မလဲ၄တလီ၄နောက်ပြီးတော့ရင်ဘာတွေဖြစ်မလဲဟောဒီမှာ1နလီ ဒါဆိုရင်အဲ့ဒီမြောက်ကိန်းလေးတွေနေဖြစ်တဲ့လေးတို့တက်တို့နှစ်တို့ဟာလေးရဲ့စခွဲကိန်းလေးတွေဖြစ်တယ်။အဲ့တော့ဒီချက်ဒီမှာမာဂျင်နာတကူကဒီအပေါ်မှာပေးထားတဲ့နံပါတ်1တွက်နေလေးရဲ့အောက်မှာပေးထားတဲ့နံပါတ်2တွက်နေလေးတွေကကလေးတို့ကြိုက်တဲ့စခွဲကိန်းဘယ်စခွဲကိန်းအတွက်မဆိုဒီနည်းလမ်းလေးနှစ်ခုနဲ့လိုက်ရှာလို့ရတယ်။ပြီးတော့သူ့မှာထူခြားချက်တခုရှိသေးတယ်။ကလေးတို့အဲ့ဒါလေးကိုမြင်လား။အရင်ဆုံးစဉ်းစားကြည့်ပါအောင်နော်သူ့မှာထူခြားချက်တစ်ခုရှိရဲ့အဲ့ထူခြားချက်ကလေးကဘာဖြစ်မလဲ ဒီချက်ကထူးခြားချက်တစ်ခုတော့မကောက်ဒီနှစ်ခုတော့တွေ့ထားတယ်ခလေးတို့စဉ်းစားပြီးပြီလားဘာတွေတွေ့လဲဒီချက်ကိုပြောကြည့်လို့ရတယ်เนาะโอเคဒီမှာတော့ဒီချက်ကဘာထူးခြားချက်တွေ့လဲဆိုတော့၄ရက်စခွဲကိန်းကိုယ်တိုင်ကလေးကိုယ်တိုင်နဲ့တစ်နဲ့တွေ့တယ်နောက်ပြီးတော့နှစ်ပေါ့เนาะဒါကတော့အဲဒီရဲ့စားလိုက်လို့တွေ့ရပါတော့။အာဒါဆိုရင်ခလေးတို့မှတ်ထားမှာဂိမ်းတစ်ခုရဲ့စခွဲဂိမ်းလို့ပြောလိုက်ရင်သူကိုယ်တိုင်နဲ့တစ်ဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ပြီးသွားရင် အဲချဲတို့ဒီမှာစခွဲကင်းရဲ့တံပိုးတွေကို၄ရက်စခွဲကင်းကိုရှာတဲ့ခါမှာဆိုရင်ဘရောမှရလာတဲ့အဖြေကလေးထက်မကြီးတာကိုတည်းတွေ့ရလေးအောင်ငယ်နေရပေါ့နော်โอเคဒါဆိုဒီချဲတို့ဆက်ပြီးတော့တွက်ကြည့်ရအောင်နော်ဒါဆိုရင်ချဲတို့ဖြည့်ထွက်သွားပြီနော်၄ရက်စခွဲကင်းနေရဟုတ်ပါတယ်ကလေးတို့ခုနတွေးလိုက်တယ်တည်ရနေရလေးရနော်ဒါဆိုရင်ဒီလိုနေ့တိုင်းလေးပဲနောက်ထပ်စဉ်းစားကြည့်မယ်နမခခွေမှာခွန်ရဲ့စခွဲကင်းအဲ့တော့ခုနှစ်ရဲ့စခွဲကင်းဆိုရင်ဒီချဲကတစ်ကနေခုနှစ်ချားမှရှိတဲ့အဲ ကိန်းနေအကုန်လုံးနဲ့လာစားလိုက်မယ်ဆိုရင်စားကြည့်လိုက်မပြတ်ဘူးเนาะအခါကျရင်ဒီချေကတမျိုးပဲရှိရဲ့စားလို့ပြတ်တာဆိုလို့ခုနှစ်ကိုတစ်နဲ့စားရင်ပြတ်တယ်ခုနှစ်ကိုခုနှစ်နဲ့စားရင်ပြတ်တယ်ဒါဆိုရင်ဒီချေကအဲ့ဒါဆိုရင်တည်နေပြီတကယ်လို့ဒုတိယနီလာနဲ့တွက်မယ်ဆိုရင်လည်းမြောက်လက်ခွန်ဖြစ်စေတဲ့အတွဲလေးရလဲခုနှစ်တက်လီခုနှစ်ပဲရှိတာဒါဆိုရင်သူ့မှာစားခွက်ကိန်းကနှစ်ခုပဲရှိရဲ့သူ့ကိုယ်တိုင်နဲ့တစ်ပေါ့ဟုတ်လားမသိဘူးเนาะချက်ဖြီလေးချိန်ကြည့်ပါမယ် ဟုတ်တယ်နော်ဒါဆိုရင်15ဆိုရင်ရောကလေးတို့အရင်ဆုံးကလေးတို့စဉ်းစားကြည့်ပါဦးပထမတွက်နေလဲရတယ်ဒါပေမဲ့ဒုတိယတက်နေလေးကပိုလွယ်တယ်နော်မြောက်လက်15ဖြစ်စီမဲ့ကိန်းသွဲလေးတွေကိုကလေးတို့ဖန်တီးကြည့်ပါဦးအဲ့တချို့ကလေးတွေကလွဲတယ်เนาะတချို့ကဒီမှာခုနတချို့ပြောတဲ့အတိုင်းပဲ15တက်လီ15နဲ့စလိုက်မယ်ရတယ်လीเนาะဒါဆိုရင်15တက်လီ15ဆိုရင်1ကလည်း15ရဲ့ဆက်ခွဲကိမယ်15ကိုယ်တိုင်ကလည်း15ရဲ့ဆက်ခွဲကိမယ်โอเคနောက်ထပ်ဘာတွေရှိသေးလဲ အလီရရင်ဒီဟာလေးကလွယ်လွယ်လေးတွက်လို့ရတယ်နော်ဟုတ်ပါတယ်3 45ပါဒါဆိုရင်3ကလည်း15ရဲ့စခွဲကင်းဖြစ်တယ်လို့9ကိုတိုင်းကလည်း15ရဲ့စခွဲကင်းဖြစ်တယ်ဆိုတော့ chair ဒီမှာကြည့်ပါအောင်ဘယ်နှခုလောက်ရလဲ၄ခုလောက်ရတယ်နော်အဲ့ဒါဆို chair ဟုတ်မဟုတ်ပြန်ပြီးတော့တွက်ကြည့်ပါမယ်1ရဲ့3ရဲ့5ရဲ့15ရဲ့ okay ဒါဆိုဒီ chair ကဂါကြီးနဲ့ငါ့ကိုတော့ဒီ chair တွက်ပြတော့နော်အဲ့ဒါလေးတော့ကွက်ကိုတွက်ပေးပါအောင် thank you ပါ